ကျွန်တော်မှာကဒီမှာက laptop ရှိတယ်ဒီမှာက wireless ရှိတယ်ဒါကကျွန်တော်တို့တခြား wifi တခုပေါ့နော် wifi တခုကိုကျွန်တော်တို့ချိတ်ဆက်ထားလိုက်တယ် okay ဒီ internet ကိုကျွန်တော်က LAN ကနေပြီးရကျွန်တော်ရဲ့ router လေးကို router ရဲ့ WAN ကိုကျွန်တော်ကပြန်ပြီး share သုံးမယ်ဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ဒီ network ကိုကျွန်တော်ရဲ့ home network ကိုပြန်ပြီးတော့ internet ပြန်ပြီး share သုံးလို့ရတဲ့ပုံစံမျိုးပေါ့နော်အားလုံးမင်္ဂလာပါ PNN Dash နဲ့ကြိုးလိုက်ပါတယ် ကျွန်တော်က Linux သုံးနေတဲ့ Linux user တယောက်ပေါ့ကျွန်တော်မှာ laptop တစ်လုံးရှိတယ် laptop မှာက wireless နဲ့ ethernet နဲ့ interface type နှစ်မျိုးရှိရပေါ့ကျွန်တော်က wireless နဲ့ internet ကိုချိတ်ပြီးတော့ဒီ ethernet ကနေပြီးတော့ကျွန်တော်ရဲ့ router ကိုပေါ့နော် one မှာသွားပြီးတက်မယ်ပေါ့ပြောချင်တာကကျွန်တော်မှာ router တစ်လုံးရှိရအဲ့ဒီ router ကိုကျွန်တော်ရဲ့ laptop က internet ကိုပြန် share ပြီးတော့ home network ကိုပြန်ပြီးတော့ internet ပြန်မျှဝေမှာပေါ့ ဒီပုံစံကိုလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ပုံလေးအရဆိုလို့ရှိရင်ဒီလိုဖြစ်သွားမယ်ဗျကျွန်တော်မှာကဒီမှာက laptop ရှိတယ်ဒီမှာက wireless ရှိတယ်ဒါကကျွန်တော်တို့တခြား wifi တစ်ခုပေါ့နော် wifi တစ်ခုကိုကျွန်တော်တို့ချိတ်ဆက်ထားလိုက်တယ် okay ဒီ internet ကိုကျွန်တော်က LAN ကနေပြီးတော့ကျွန်တော်ရဲ့ router လေးကို router ရဲ့ WAN ကိုကျွန်တော်ကပြန်ပြီး share သုံးမယ်ဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ဒီ network ကိုကျွန်တော်ရဲ့ home network ကိုပြန်ပြီးတော့ အင်တာနက်ပြန်ပြီး share သုံးလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့လက်ရှိမှာတော့ကျွန်တော်ရဲ့ laptop လေးမှာ wireless ချိတ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင် LAN ကလည်းကြိုးက router ရဲ့ WAN ကိုတတ်ထားတယ် okay အဲ့လိုမျိုးအခြေအနေမျိုးမှာတဲ့ကျွန်တော်တို့ကဟို bare linux distribution ဆိုလို့မဆိုတဲ့ network manager ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ terminal ဖွင့်လိုက်ပေါ့ terminal ဖွင့်ပြီးတော့ကျွန်တော်ဒီ command လေးရိုက်မယ် mn dash oh sorry dash connection editor ဆိုတဲ့ command လေးရိုက်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် network manager ရဲ့ဒီဟို network connection ရဲ့ setting ရောက်လာလိမ့်မယ်အဲ့မှာကျွန်တော်တို့ကဘာကိုရွေးရမှာလဲဆိုတော့ wireless ကိုကျွန်တော်စဉ်းစားကြရမလို့ wireless က internet ချိတ်ပြီးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ ကို share ပြီးတော့ပေးသုံးမဲ့ LAN ကိုရွေးရမှာပေါ့နော် LAN ရဲ့ setting နဲ့ကိုတစ်ချက်သွားလိုက်မယ်စတင်နဲ့သွားပြီးတဲ့အခါမှာမလုပ်ရမလို့ဆိုတော့ IPv4 setting ဆိုတာဒီမှာရှိရယ် အဲ့ဒီ IPV4 စက်တွန်တစ်ချက်မှတ်ပြီးတော့ဒီမှာ method နီးလမ်းမှာကကျတော့ဟို IPV4 ရဲ့ method တွေရှိတယ်ဗျာ DACB တို့ static တို့ပေါ့နော်အဲ့ဒီလိုမျိုး method နေရာကိုသွားပြီးတော့ဒီမှာကျတော့ automatic DACB ဆိုတာ default အနေနဲ့ဖြစ်နေလိမ့်မယ်အဲ့ကောင်မသုံးတော့ဘဲနဲ့ကျွန်တော်ကဒီမှာ share to other computer ကိုရွေးလိုက်မယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်က wireless နဲ့ချိတ်ထားတဲ့ wireless နဲ့ချိတ်ထားတဲ့ connection တစ်ခုကနော် wireless နဲ့ချိတ်ထားတဲ့ internet connection တစ်ခုက နေပြီးတော့ ethernet ကတဆင့်ကျွန်တော်တို့ရဲ့ home router ကနေပြီးရောက်သွားမယ်ပေါ့နော် home router ရဲ့ WAN ကို internet ကရောက်သွားပြီးတော့ network ကို internet share ပြီးတော့ပေးသုံးလို့ရသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပြင်မှာဆိုဖုန်းနေဆိုလို့ရှိရင် hotspot လွှင့်ပြီးတော့သုံးလို့ပေါ့ဥပမာ wireless နဲ့ချိန်တယ် wireless နဲ့ပြန်ဖွင့်ပြန်ပြီး hotspot ပြန်လွှင့်ပေးတဲ့စနစ်တွေအခုနောက်ပိုင်းရနေပြီပေါ့နော်အဲ့လိုသုံးလို့ရပါတယ်โอเคအဲ့တော့ဒီ video ကြည့်ပြီးတော့တခုခုရသွားမယ်လို့ညွှန်နေပါတယ် 好了，接着咱们来吧。